ဆိုပြတဲ့စင်နဲ့အတူတူပြည်သက်တွေရှိကိုရောက်ရှိလာတော့မယ်ဆိုတဲ့အစားစီတွန်းခံပြည်သက်များအလုံးမဲမင်္ဂလာပါရှင်အခုဆိုရင်အမှုပညာလုပ်လေးတွေမှာအကောင်းဆုံးကြိုးစားပြီးတရုတ်ဆောင်နေတဲ့တရုတ်ဆောင်ဆိုင်းစီတွန်းခံကတော့အခုဆိုရင်ရိုက်ကူးရေးတွေမှာစတိုင်းဆိုသလိုပါဝင်ရိုက်ကူးနေရပြီဖြစ်ပြီးတော့မကြမီမှာဆိုရင်လဲဆိုင်းစီတွန်းခံကအမင်းသမီးချော်လီဆိုပြတဲ့စင်နဲ့အတူတူရွှေဆက်ကားစီတကူမှာပါဝင်ရိုက်ကူးလာရတော့မှာဖြစ်ပါတယ် ။ဆိုင်းစီတွန်ခန်းကတော့ရိုက်ကူးရေးတွေမှာစူးစမ်းလောက်ကန်လျက်ရှိနေပြီးတော့အမှုပညာလှူရှာမှုလေးတွေနဲ့ပတ်သက်ပြီးတော့လေတရုတ်ဆောင်ဆိုင်းစီတွန်ခန်းကအခုလိုပဲပြောပြထားပါရယ်။သူကတယောက်တည်းလေးတရုတ်ဆောင်နေဆိုပေမဲ့နောက်ပိုင်းမှာတရုတ်ဆောင်နေကားရီမှာအတွဲလေးတွေနဲ့သွားတာများတယ်လေတယောက်တည်းဆိုရင်တော့နည်းနည်းလေးပြင်းစရာကြီးပေါ့နော်အခုလဲရှိုက်ဖို့စီစဉ်နေတဲ့တကားရှိပါတယ်ရုပ်ရှင်ကားကြီးပါပဲစိုးပြင်းတဲ့နေထွတ်ထွတ်လဲပါမှာပါအခုစီစဉ်နေပါပြီဆိုပြီးတော့လဲဆန်းစီထွန်ကန်ကပြောပြထားပါတယ် ။ပြည်သက်တွေအနေနဲ့မင်းသမီးလေးဆိုပြတဲ့စဉ်ကိုမကြခင်မှာရုပ်ရှင်ဇာတ်ကားကြီးတကားမှာမြင်တွေ့အားပေးလာတော့မှာဖြစ်ပါတယ်။ဒီဥစားဆိုင်စီတန်ခန်းကတော့ဆိုပြနေဆိုင်ကူလာမယ်ရုပ်ရှင်ဇာတ်ကားကြီးမှာအကောင်းဆုံးကြိုးစားမှာပါလို့ပြောဆိုထားပြီးဒီရုပ်ရှင်ဇာတ်ကားကြီးကလည်းပြည်သက်တွေအကြိုက်တွေ့စေရမယ်လို့ဆိုပါတယ်။စာစီတွင်ခန်းကတော့ဆိုပြနေတဲ့တူတူရိုက်ကူးလာမယ့်ရုပ်ရှင်ဇာတ်ကားလေးပေါ်မှာပြင်ဆင်နေပြီးတော့ပရိသတ်တွေကလည်းဆိုပြပါဝင်လာမယ့်ရုပ်ရှင်ဇာတ်ကားကြီးကိုစောင့်မျှော်အားပေးနေကြပြီးဘလို့ဇယုံနေရာကနေမြင်တွေ့လာမလဲဆိုတာကိုလည်းရှင်းခုံနေကြပြီးဖြစ်ပါတယ်။ ။စားစိတ်တွန်ခမ်းကရိုက်ကူးရေးတွေမှာခက်ဆက်ဆက်ရိုက်ကူးနေရသလိုပွဲတွေလည်းတက်ရောက်နေရတာပါ။သူရဲ့လှူရှာမှုလေးတွေကိုလည်းအခုလိုပြောပြထားပါရယ်။စာစစ်တွန်ခမ်းကကျွန်တော်ကတော့ character ကိုအရင်မရွေးပါဘူးကိုလိုချင်တဲ့ဇက်ကောင်ကိုကြည့်ပြီးရိုက်ဖြစ်တယ်။အရင်တော့ကဆိုရင်ကျွန်တော်အဲ့ဒီဇက်ကောင်ကိုတနာရည်ဆိုပြီးတော့ရိုက်ဖြစ်လိုက်တယ်။အခုတော့အရင်တနာစရာကောင်းတဲ့ဇက်ကောင်မျိုးနဲ့မရိုက်ချင်တော့ဘူး။ဒီလိုဇက်ကောင်မျိုးနဲ့တော့ရှောင်ဖြစ်သွားပါတယ်လို့တရုတ်ဆောင်စာစစ်တွန်ခမ်းကပြောပြထားပါရဲ့ရှင်။ တရုတ်ဆောင်ဆိုင်စီတွင်ခန်းကတော့ကရိုက်တာစံရုပ်တိုင်းမှာပြပြင်ကောင်းမွန်သလိုသူရဲ့တရုတ်ဆောင်ချက်တွေကိုလည်းပရိသတ်တွေကအားပေးလက်ခံကြပါတယ်အခုဆိုရင်ဆိုင်စီတွင်ခန်းကအမှုပညာရိုက်ကူးရေးတွေမှာအောင်မြင်မှုတွေရရှိလာနေပြီဖြစ်ပြီးတော့ရုပ်ရှင်ဇာတ်ကားကြီးတွေအထိပါဝင်ရိုက်ကူးလာနေရပါပြီအခုဆိုရင်တရုတ်ဆောင်ဆိုင်စီတွင်ခန်းကမင်းသမီးလေးစိုးပြစ်တဲ့စနေအတူတူရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ရိုက်ကူးလာမယ့်အပေါ်မှာလည်းပရိသတ်တွေကဆိုင်စီတွင်ခန်းရောစိုးပြစ်တဲ့စနေတို့နှစ်ယောက်စလုံးကိုအားပေးနေကြပါတယ် ဒီကနေ့မှာတော့တေယုဆောင်ဆိုင်စိတ်တန်းခန်းကအပွဲလေးတစ်ခုကိုတက်ရောက်လာခဲ့ပြီးတော့မင်းသမီးလေးဆိုပြစ်သစင်နဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောပြထားပါရယ်ဆိုင်စီတန်ခန်းကဆိုပြင်းတဲ့တူတူရရှိစကားရိုက်ကူရမယ့်အပေါ်မှာပြောပါရယ်ဒီကားကြီးမှာအကောင်ဆုံးစူးစမ်းပြီးတော့ပရိသတ်တွေကိုချပြပေးခြင်းနဲ့ဆိုပြင်းကတရုတ်ဆောင်လဲကြာရစရုပ်ကိုပြပြောင်းတရုတ်ဆောင်နိုင်တဲ့သူပါအရန်လဲတော်တယ်ကျွန်တော်လည်းအကောင်ဆုံးစူးစမ်းသွားပါမယ်အခုတော့အဲရရှိစကားကြီးအတွက်ကိုပဲအာယုံဆိုင်ထားပါရယ်ဆိုပြီးတော့ဆိုင်စီတန်ခန်းကပရိသတ်တွေကိုပြောပြထားပါရယ် မင်းသမီးလေးဆိုပြတဲ့စင်ကတော့အခုဆိုရင်ရွှေရှင်ဆက်ကကြည့်ရိုက်ကုသွားဖို့ရှိတယ်လို့သူ့ရဲ့တချင်းခွေတက်လေးလဲထရရှိလာဖို့စူးစမ်းနေပါတယ်။အခုလက်ရှိချိန်မှာတော့တရုတ်စာဆိုင်စစ်တန်းခန်းကလာမယ့်ရွှေရှင်ဆက်ကကြည့်အတွက်ပြိုတိုတင်ပြင်ဆင်နေပြီပဲဖြစ်ပါရဲ့ရှင်။နားစနေပြည်သက်တွေအတွက်မျှဝေတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါရဲ့နော်။